ဥဒင်းကို define နဲ့ပတ်သက်ပြီးတော့ခဏခဏလာမေးပါနော်နတ်ရီပြောတဲ့စကားကဘာကြောင့်ဥယျာဉ်ကိုပါဠိမင်္ဂလာနဲ့တူနေတာလဲဆိုလို့ရှိရင် မန်တေဘောတော်ရဝဲတေတေတေသေခေါ်နောဝါမန်တေမနောသာအမနောသာပူရီသာဝါဒေဝါဝါယမနောသမတံတေပရိပုတ်တံဒီရေကာပတာစေပရိပုတ်တံဣဒာဧကာကာတာရံဒေစီဗန်တေဥဒင်းကိုဒီဖိုင်နဲ့ပတ်သက်ပြီးတော့ခဏခဏလာမေးပါတယ်နော်နတ်ရီပြောတဲ့စကားကဘာကြောင့်ဥဒင်းတို့ပါဠိမင်္ဂလာနဲ့တူနေတာလဲဆိုလို့ရှိရင် ဟိုဘာတိတ်ဒီမှာလာတာကတစ်ချက်ပြီးတော့ဥဒင်းရဲ့အတွေ့ကတစ်ချက်နှစ်ချက်ကိုဥဒင်းမျှရပေးပါမယ်တော့ဘာတိတ်ဒီမှာလာတာကကျတော့မကရဘာသာကိုတဲ့ကဘာဥလူများရဲ့ပြည်ရင်နတ်ပြမာများရဲ့ယနေ့မှမိုးတဲ့ကလေးတငယ်တွေပြီးလို့ရှိရင်မိမိတို့တကားတမမကြဘူးတဲ့ရိုင်းများရဲ့ပြီးရင်ဖျားရဲ့ ဲ့ဒီလေးဦးကဒီမကရခေါ်ပါဠိတကားကိုပြောဆိုတုံးတုံးနဲ့လို့ဥပဒေတိမှာပြောထားပါတယ်ဒါကတစ်ချက်ပေါ့နော်တော့ဦးသိန်းရဲ့အထင်ကြတော့ဒီနတ်ရီပြမာလူကကမ္မသီတိရှိတယ်လေကံကြောင့်ဖြစ်တဲ့တကူပေါ့အဲ့ဒီကမ္မသီတိရှိသည့်အတွက်ကြောင့်သူတို့မှာဘာလာတကားကိုအထူးအထူးတင်ပြရမလို့အဲ့ဒီကမှသူတို့ကမြတ်စွာဘုရားကိုချင်ကြတဲ့အခါမှာမြတ်စွာဘုရားခေါ်တဲ့ ဘာသာစကားနဲ့ပဲသူတို့ကပြောတယ်လို့ထင်ပါတယ်။ဘာကြောင့်ဥဒင်းဒီလိုတွေ့ရတာလဲဆိုလို့ရှိရင်ဒီ net တွေဆိုတော့ကကြတော့ဥဒင်းတို့ဘာသာတစ်ခုတည်းမှာပဲရှိတာမဟုတ်ဘူးလေ။တခြားသောဘာသာတွေမှာလည်း net တွေရှိမယ်ပေါ့။ဗုဒ္ဓဘာသာကိုမကိုးကွယ်တော့လည်းပဲ net တွေရှိတဲ့သူတွေရှိမယ်။ဒါကြောင့်ဥဒင်းကဒီကိုတွေ့တာဖြစ်ပါတယ်။